အပြည်ပြည်ဆိုင်ရာကြက်ချီနီနဲ့လာချမ်းဒီအသင်းများဖက်ဒရေးရှင်း IFRC ကရေဘေးတံအဆိုးအဝါဆုံးခံရတဲ့ဒေသတွေကိုအကူအညီတိုးမြင့်လှုပ်ဆောင်ပေးနိုင်မှုအတွက်နိုင်ငံတကာအရေးပေါ်ရန်ပုံငွေတောင်းခံထားတယ်လို့မြန်မာနိုင်ငံကြက်ချီနီအသင်းကသိရပါဗျ။ ရေဘေးတံအဆိုးအဝါဆုံးခံရတဲ့ဒေသတွေဖြစ်တဲ့မကွေး၊စကိုင်းတိုင်းဒေသကြီးနဲ့ချင်းပြည်နယ်တို့မှာတစ်နှစ်အတွင်းကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးအကူအညီတွေပေးဖို့ရည်ရွယ်ပြီး Swift Franc ၄တန်း၊ American Dollar ၄တသမသက်တမ်းနဲ့ညီမျှတဲ့ရန်ပုံငွေကိုတောင်းခံထားတယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံချက်ချင်းဒီအသိဥက္ကဋ္ဌဒေါက်တာတာလရွှေကနေရတော်တော်များများကအခုထိရေမြုပ်နေပြီးကယ်ဆယ်ရေးစခန်းတွေမှာရှိနေတဲ့လူတွေအတွက်လည်းအရေးပေါ်ကယ်ဆယ်ရေးအကူအညီတွေလိုအပ်နေတယ်လို့ပြောပါတယ်။နေရပြန်သွားတဲ့သူတွေမှာလည်းသူတို့ရဲ့နေအိမ်တွေနဲ့အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေပျက်စီးကုန်တဲ့အပြင်ရေရရှိနိုင်တဲ့နေရာတွေလည်းညင်ညမ်းကုန်တာကြောင့်ပြန်လည်ထူထောင်မှုရှေ့ဆက်ပြီးရေရှိအထောက်ပံ့တွေဆက်လိုအပ်နေအောင်မှာဖြစ်တယ်လို့ဒေါက်တာတာလရွှေကဆက်လက်ပြောပါတယ်။ အခုတောင်းခံတဲ့နိုင်ငံတကာအရေးပေါ်ရန်ပုံငွေကိုလူဦးရေသသိန်းအတွက်ဦးတည်ပြီးကြက်ချီနေတဲ့လာချမ်းနီလှူရှာမှုကစူးစီးလှူဆောင်မဲ့လုပ်ငန်းအစီအစဉ်မှာအသုံးပြုသွားမယ်လို့သိရပါဗျ။မကွေးစကိုင်းတိုင်းဒေသကြီးနဲ့ချင်းပြည်နယ်တွေမှာရှိတဲ့မြန်မာနိုင်ငံကြက်ချီနေအသင်းရဲ့ကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို IFRC ရဲ့အခုအရေးပေါ်ရန်ပုံငွေနဲ့ထောက်ပံ့သွားမှာဖြစ်ပြီးအပြည့်ပြည့်ဆိုင်ရာကြက်ချီနေကော်မတီကရခိုင်ပြည်နယ်မှာအလားတူဆောင်ရွက်သွားမယ်လို့သိရပါဗျ။ ခံမှန်းခြေအဖြစ်စိုက်ပျိုးမြေဧကတသန်းခန့်ရင်းနှင်းမြုပ်ခဲ့တာကြောင့်အသက်မိုးဝမ်းကြောင်းလုပ်ငန်းတွေပြန်လည်ထူထောင်နိုင်မှုအကူအညီတွေဆက်လက်ပေးအပ်သွားမယ်လို့သိရပါဗျာ။